ရွှေကြိုပြိုင်ပွဲမှာဒါရိုက်တာညိုမင်းလွင်380ကျော်ပေါ်လက်စားခဲ့တဲ့အတွင်းသတင်းဘူးပေါ်တယ်လို့ထွက်ပေါ်လာ။ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီ insider page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျင်းမာပြည်စည်းထားတဲ့ရွှေကြိုမောင်မဲပြိုင်ပွဲမှာလက်စားတယ်လို့ပြောလာသူကတော့ဒါရိုက်တာညိုမင်းလွင်မှာဒီလိုသတင်းထွက်လာတာကိုမကျေနပ်လို့လည်းဒါရိုက်တာညိုမင်းလွင်တယောက်ထိုးမယ်ကြိတ်မယ်စသဖြင့်အစည်းအဝေးရှင်းမယ်လို့ပြောနေကြပါရစေ။ မြန်မာနိုင်ငံမှာတော့ဒရိုက်တာညိုမင်းလင်းကိုအတန်းရှင်းရှာလွန်တဲ့ဒရိုက်တာတဦးဖြစ်သတ်မှတ်ကြသလိုတချို့ကလည်းခရစ်တိုဖာညိုလန်လို့နာမည်ပြောင်းပေးထားကြပါတယ်။ဒါကလည်းဒရိုက်တာညိုမင်းလင်းဟာဒရိုက်တာတယောက်နေနဲ့သူရိုက်ထားသမျှဇာတ်ကားကိုသူပါသူ review ပေးသူပါသူချီးမွန်သူပါသာဝေဖန်တယောက်တည်းရှုပ်ရှက်ခန့်နေခဲ့ရပါ အထူးသဖြင့်ညိုမင်းလွင်ကရုပ်ရှင်နဲ့ပတ်သက်လာရင်ကြီးကြီးကျယ်ကျယ်တွေပြောင်းလုံးလုံးနာမည်ကြီးပြီးတော့ကမ္ဘာကျော်ဒါရိုက်တာခရစ္စတိုဖာနိုလန်ရဲ့နာမည်ပြောင်းခရစ္စတိုဖာညိုလန်ဆိုပြီးတော့ပရိသတ်တွေကနာမည်ပြောင်းပေးထားကြတာဖြစ်ပါတယ်။ဒါအပြင်ဒါရိုက်တာညိုမင်းလွင်ဟာသူ့ရဲ့ရုပ်ရှင်ဇာတ်ကားတွေရှင်တင်တဲ့အခါတိုင်းတခုခုနဲ့ပွဲရှာပြီးတော့လူတွေအာရုံစိုက်မှုယူလို့ရှိပါတယ်။ပြီးခဲ့တဲ့နေ့ကဆိုရင်ဒါရိုက်တာညိုမင်းလွင်တယောက်ရှူတင်ရိုက်ခွင်းမှာမိတ်ကပ်ဆရာတွေပုတ်ပုတ်လုပ်တဲ့ကိစ္စနဲ့အကြီးအကျယ်ပြဿနာတက်ခဲ့ရပါ အခုကမှတော့ညိုမင်းလင်တယောက်ရွှေကြိုပြိုင်ပွဲမှာ380လောက်လက်စားခဲ့တဲ့အကြောင်းသတင်းတွေထွက်လာလို့တော်တော်လေးတင်းနေပါတယ်။ရွှေကြိုပြိုင်ပွဲဆိုတာကတော့မြန်မာရုပ်ရှင်ထူးချွန်စုမတိုင်ခင်အကယ်ဒမီရွှေကြိုဘန်းကင်မောင်မယ်တွေကိုရွေးချယ်တဲ့ပွဲဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာရွေးချယ်ရတဲ့ရွှေကြိုမောင်မယ်တွေဟာမြန်မာရုပ်ရှင်လောကမှာနာမည်ကြီးမင်းသားမင်းသမီးဖြစ်ကြတာများပါတယ်။ဒါကြောင့်လဲရွှေကြိုမောင်မယ်ဖြစ်ဖို့အတွက်အပြိုင်စူးစမ်းကြတာပါ။ဒါပေမဲ့လည်းပြီးခဲ့တဲ့နှစ်အကယ်ဒမီရွှေကြိုပြိုင်ပွဲမှာတော့စက်မပြည့်တဲ့သူတွေရွှေ ချိုးပြိုင်ပွဲနဲ့မထိုက်တန်တဲ့သူတွေပါဝင်လာခဲ့တယ်လို့ဆိုကြပါတယ်။ဒါကြောင့်လဲရွှေချိုးပြိုင်ပွဲမှာမတမာမှုတွေမျက်နာလိုက်မှုတွေလက်စားမှုတွေရှိနိုင်တယ်လို့ပြောကြတာဖြစ်ပါတယ်။အခုကမှတော့ရွှေချိုးတယောက်ကသူဟာရွှေချိုးဖြစ်ဖို့အတွက်ငွေကျပ်သိန်း80ကိုဒရိုက်တာညိုမင်းလင်ကိုပေးခဲ့ရတဲ့အကြောင်းပြောခဲ့ပါတယ်။ဒီလိုပြောခဲ့တာကဘယ်သူမှမသိပေမဲ့လူတွေကတော့သူရိမင်းခန့်လိုပဲဖြစ်ဖို့များတယ်လို့ဆိုကြတာပါ။သူရိမင်းခန့်ဟာအမြဲတမ်းလိုလိုအတန်းရှင်းရှာနေရတဲ့သူဖြစ်ပါတယ်။ရွှေချိုးဖြစ်ဖို့အတွက်ဒရိုက်တာညိုမင်းလင်ကို သိန်း80ပေးခဲ့ရကြောင်းပြောခဲ့တာဖြစ်ပုံရပါတယ်။ဒါကိုပဲဒါရိုက်တာညိုမင်းလင်ကတော်တော်လေးကိုမကြင်မနက်ဖြစ်နေရပါ။ဒါကြောင့်လည်းဒါရိုက်တာညိုမင်းလင်ကသူ့အနေနဲ့ရွှေကြိုပြိုင်ပွဲမှာဘသူစီကမှတပြားတစ်ချက်မှမယူခဲ့ကြောင်းရွှေကြိုမောင်မယ်ရီအနေနဲ့လည်းသူ့ကိုဖြစ်စေမန်နေဂျာကိုဖြစ်စေငွေကြေးတစ်စုံတရာပေးခဲ့ရတယ်ဆိုရင်သူဟာရုပ်ရှင်လောကတွေကနေထွက်သွားမှာဖြစ်ကြောင်းသူ့ကိုငွေသိန်း80ပေးရတယ်လို့အာချောင်းတဲ့သူကိုလည်းမြန်မာနိုင်ငံရုပ်ရှင်အစီအယုံကလူကြီးတွေရှိမှတဲ့ရှင်းကြဖို့အတွက်စင်ခေါ်ထားပါတယ် သူအနေနဲ့ဒီလိုမျိုးကုံတိတ်ခါနဲ့ဆိုင်တဲ့ကိစ္စကိုငြိမ်ခံမနေနိုင်ကြောင်းအခုချိန်မှာသူ့ကိုရွှေကြိုဖြစ်ဖို့အတွက်380ပေးလိုက်ရတယ်ဆိုပြီးအာချောင်နေတဲ့သူတယောက်ရှိတယ်လို့လည်းညိုမင်းလင်ကပြောခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဒရိုက်တာညိုမင်းလင်ကို380ပေးလိုက်ရတယ်ဆိုပြီးအာချောင်ခဲ့ရကသူရိမင်းခန့်ပဲဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောညိုမင်းလင်က380လက်စားတယ်ဆိုတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက် ်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးเนาะအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်